ုဒ္ဓဘာသာတို့ဤဘာသာရေးဆိုင်ရာချင်းကြီးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောဒကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယတနာသုံးပါးကတော့ဤတရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့အတန်ပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုး တောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွန်ကျူးတဲ့အတန်တွေကိုတပြိုင်နဲ့တွန်ကျူးကြတယ်လို့ထို့အတူဓမ္မဂေါတကတရားကျွေးကြနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်က ယရဏသုံးပါးကတော့၍တရဏဂုံတိရမြဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်ရှင်အမျိုးသားအမျိုးသမီးဒီဟူသောရွှေဥတောင်းတို့သည်တပြိုင်နက်ထက်တညီတညွတ်ထက်ဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကတော့တဲ့စဒံကေကာတန်ဒီဟာညံပြီးတော့ထွက်လာ အဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်ထဲမှာအယောင်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မတွင်လို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမူအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှအကုသိုလ်နဲ့ဆံရအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယရနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါစို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်ဇောစိတ်တွေ49ကဖြစ်မှာဩအတန်ပီပီကတာတတန်ထွက်တယ်ကာမလည်းပဲထို့အတူပဲ49ချိန်တမလည်းပဲ49ချိန်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ 49ကာ49ကာတတန်တတန်မှာတို့မှာရတယ်လို့စိတ်แทကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည်ဆိုလိုရင်းကတော့ဘုရားတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆငေစဉ်တောင်ကြီးကလေးဘဝဘုရားမန်တရားမန်တန်ခါမန်မသိတဲ့အချိန်က မတော်တဆပြုမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရတပည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ုပ်ပူဇော်ဖူးမြော်မှန်းလျော့ကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မာကုတုဇောရီ၄ချက်ကိုက၄ချက်ကိုကဇောတော့မာကုတုဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတွန်းတွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြည့်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေဖြစ်သွားအဲ့ဒီအခါမှာလူလောကတဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါ တောင်းအာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရှင်နဲ့အဝတ်ကောင်းဝတ်ရှင်နဲ့နတ်သားကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်သားကောင်းပေးပါတောင်းရလို့လို့တောင်းရလို့ပဲ ခြေပေါက်လက်ခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘတံသာသမီးတောင်းတယ်လို့အာမန္တေတိကရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြယ်သောခန္ဓာကိုရှိနေ ဒီခစင်ကျေတော့ခန္ဓာကိုယ်ရှိနေတဲ့တပြည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းစရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါれတောင်းခံပါれရှင်ဘုရားအနုက္ခံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အတိလံတရဏဂုံသုံးခံဥဇိုက်ပန်းနှင့်တကွာငါခံတော်သီလတည်ဟူသောဘုကောင်းစလငါမျိုးနတ်တာကောင်းနတ်တာပြောင်းငါမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းပေးတောင်းမှာတစ်ချိန်မကဘုဒ္ဓတရားပေးတဲ့ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးချိန်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမံဝဒမိတံဝရေထာတရားဓမ္မတွေကဘာဆိုလိုက်တော့အမဗန္ဒီဘာလုပ်ကြတာတုံးဆရာတွေကလို့ဆိုရင်ပြောတတ်ပါစေအေးယမံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဒကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးသီလဆိုတဲ့ဝတ်ကောင်းစလငါးမျိုးတဏိနတ်တာကြောင့်နတ်တာကောင်းငါးမျိုးဟာပဂတိပန်းပဂတိအဝတ်ပဂတိနတ်တာလိုအထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆူ၍သတ်တိမရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးတိလဝတ်ကောင်းစလနန္တာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောတီဘုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့သောတီဘုံကိုမမှားအောင်လိုက်ဆိုကြဒီအတိတ်ပဲတော့တည်တည်ရပေးတဲ့ကိုယ်တော်က ယမဟံဝဒမိတံဝရေတာသာဓဝေနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံဆောက်တီဘုံ၅ပါးသီလခံယူဆောက်တီဘုံကိုအံငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့၅ပါးတရဏဂုံဆောက်တီဘုံ၅ပါးသီလဆောက်တီဘုံ ပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဒကာရကမက အာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဗာဆပေးလိုက်ဗာဆပြီးတော့ရွတ်ပေးဆိုပေးလိုက်ကလေးနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဖုရားရှိခိုးစာပဲကလေးလေးကစဆိုးနိုင်တယ် ေးဆိုနိုင်လို့စာဖိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ내ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ပြမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံတမ္မတမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတဗုဒ္ဓတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတာရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာရုံမတွေကသုံးခေါက်အဓိပ္ပာယ်ရှိတယ် ေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတော်အရဟံဂုံတော်ယင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတာတမ္မာတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်ဒါကြထိုမြတ်စွာဘုရားအာနမောယူသိမြတ်လို့ရှိခိုးဥညပါဤဖြာဘုရားရှိခိုးတဲ့စာပတ ရသံဗျာရဲ့ဘဂဝါကုံအရဟံကုံကမ္မတံဗုဒ္ဓဂုံတော်ကြီးသုံးပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့်တရားမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဘုရားထံလာပြီးတော့အိမ်အိမ်တွာလာဆိုင်ကူမှာတက်ကပင်ညတော့နာပြီးလို့တောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်လာနေတဲ့အခါမှာပြန်လာနေကြတော့ဒီနမောတ္တတနဲ့ပဲ မြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝဲယုံကြည်တဲ့လောကုတ္တရာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပို့ပြီးတော့သူကနမောတ္တတုံးတော့ဆိုပြီးတော့ရှ िख ိုးပြန်ထို့အတူပဲဓမ္မတိမြမကြီးများဖျားထံသာပြန်နေဆိုရင်ဒီနမောတ္တတ္တနဲ့ပဲသုံးပါ မတ္တရရှိခိုးပြီးတော့ပြန်ရလူပြည်လောကကပတိနေတိကောသလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမာယုတို့ဆိုတဲ့ပုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ္တရိုက်ပြီဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိမြမာပညာရှိဆိုတဲ့ ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တော်တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပင်မဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်တဲ့ဘုရားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်က လူကြီးများကဒီနမောတ္တကိုသုံးကောက်ဆိုယုံအရှင်ပြုတ်ပဲအေးအဲ့ဒီအရှင်ပြုတ်တာကိုကခုပြောလို့အင်မတန်ဒုပဲရှိတဲ့ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတဲ့ဘုရားရှိခိုးစားပိုင်အဲသီလာပေးတဲ့ကိုယ်တော်တစ်ခေါက်တည်းဆိုပေမဲ့ငါတန်လာသမီးငါမြည်တို့သုံးကောက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြာတော့ ဗုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်၃ပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃယရဏာကို သူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားတန်ခါသည်ယန္နာတို့မှာလေငါတို့ရဲ့အာထာကိုးွယ်ရာဘဲလို့သိတဲ့ပညာ ဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်းဗုဒ္ဓံတရဏံကိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးတလုံးမှာမာကုသိုလ်စိတ်တည်း49 49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထိုအတူဓမ္မံတရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့ မဟာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံခိသံမိရွတ်တဲ့အခါဖြစ်တဲ့မဟာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမဏမြမလိုသံဃတရဏဂုံသံဃတော်အကုဝေယဟူ၍ရှိကတိမှတ်ကြောင်းဖြစ်တော့မဟာကုသိုလ်စိတ်စေတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင် အဲ့ဒီစာတွင်းပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓဒရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃဒရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းကုံစဉ်ဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့ဒရဏဂုံပန်းကကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်က ။အိုးမိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့။နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလား။ဒီကမိတဲ့ကိုယ်တော်ကဒုတိယမိဘတော်တော်နန်းကြီးစာမိဒုတိယံပိဓမ္မံသရဏံကိသမိဒုတိယံပိသံဃံသရဏံကိသမိဒုတိယမြောက်တရဏဂုံပန်းမြကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် အာတရားတော်မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမောပန်းထားလိုက်တယ်ဆိုပါစို့ဒုတိယပြီဆိုလိုက်တဲ့အခါတရဏဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းမောမှာမြိုင်မြိုင်ကြီးပန်းမိပြီထိုကံမိဘလုတဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တုံးခိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွမ်းလာတော်မူ တတ္တိယပန်းကန်မှန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတ္တိယံဘိဗုဒ္ဓံဒရဏံဂိသမိတတ္တိယံဘိဓမ္မံဒရဏံဂိသမိတတ္တိယံဘိသံဃံဒရဏံဂိသမိဆိုပြီးတော့ဒရဏဂုံပန်းကန်ကြီးပေးပြန်ဟာဒကာဒကမကြီးကလက်နှစ်သက်အာယံဝမ်ပန်းတတဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာဒရဏဂုံပန်းကန်ကြီးသုံးကန်ပန်မိနေပြီ ြည့်ဒီအချိန်သီလပြီးတဲ့ဘုရားကပါလို့လားသရဏဂမနံပရိပုံနံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရအေးမိဘနှစ်ပါးကနေပြီးသားတို့တမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပြီးတဲ့ဘုရားကသရဏဂမနံပရိပုံနံ ဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည်ဆောင်ကြပါလားဦးတရဏဂုံပန်းနေပန်းလို့ပြည်ဆောင်မလားကျေနပ်ပါလားအားရပါလားမေးလိုက်ထိုအခါတကတော့မကအာမဗန္တီပြည်ဆောင်မှာပြည်ဖေရကျေနပ်ပါပြီဖေရအားရပါပြီဖေရလို့ဒီလိုပြန်ပြောလိုက်တာ ထိုအခါကျမှသီလာပေးတဲ့ကိုရောကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲတထဲတထဲပြီးတထဲတဏိနဲ့သာကောင်းတမျိုးပြီးတမျိုးစမ်းစမ်းပေးတယ်လို့နော်သီလာပေးတဲ့ကိုရောကအနာတိပါဒဝိရမဏိသေကဗရံသမာတိယာမိဆိုပြီးတော့ဘာနာတိပါဒဝိရတိသီလာတိဟူသောအဝတ်တထဲပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်အေးဒီကံဒီကံလေးပဲဝမ်ပန်းတသာလိုက်ဆို၍ ထိုပါဏာတိပါဒဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နတ်တာကောင်းကိုမိမိကိုယ်မှလိမ့်သွားချေလေလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏာဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏာဒါနဝိရတိသီလကြည့်ဟူသောအဝတ်ကောင်းဆလနတ်တာကောင်းတစ်မျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရွေ့ယူကြမိမိတို့ကိုယ်မှဆင်း ပြီဝတ်ပြီးကြအန္တကံတတိယံပြီသုံးကြိမ်မြောက်ကြတော့ကာမိတုမိစ္ဆာသာရဝိရတိသီလတိဟုသောအဝတ်ကောင်းနတ်တာကောင်း၄ကြိမ်မြောက်ကြတော့မုဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒဝါဒဝိရတိသီလတိဟုသောအဝတ်ကောင်းနတ်တာကောင်း၅ကြိမ်မြောက်ကြတော့သူရာပါဏဝိရတိသီလတိဟုသောအဝတ်ကောင်းနတ်တာကောင်းကိုကင်ဝတ်တော့လိမ့်တော်လို့ ထိုသည့်အလားရှိကတိုင်တိုင်ဆိုးဆိုးပေးတရားတော်မှာဒီကလေးပဲဝမ်ပန်းတတာလိုက်၍ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်သာပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကြဝတ်ပြီအင်းတဏိနဲ့လာကံနဲ့လာကောင်းနဲ့လာပြောင်းငါမျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီဥပမာအလင်သာနဲ့ပြောရဲအဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်စာဝတ်ပြီးနဲ့လာကောင်းကောင်းလိမ့်ပြီး ပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်တွေဒီနတ်တာတွေနဲ့ငါသားတို့ငါသမီးတို့နဲ့သိလိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်သိတဲ့နယ်သွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မတော်အောင်အဲ့ဒီအဝတ်တွေညစ်မတော်အောင်အဲ့ဒီနတ်တာတွေပြေမတော်အောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့ အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိတရဏီနတာပင်စင်ကသီလံသာဓုကံကတ္တဝအဗမတိနတံပါတိတာပြောလိုက်ဟာဒကာတို့မကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုတော်က ဓာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမီတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနှင့်သာတကားပင်စင်ကတိရငါးပါးတိရာကြည့်ဟူသောဝတ်ကောင်းစလငါးမျိုးနတ်သာကောင်းနတ်သာပြောင်းငါးမျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရာကြည့်ဟူသောအဝတ်ကောင်းစလတွေနတ်သာကောင်းသူကိုသာဓုကံကတ္တဝါတတိမြဲမြဲမြန်မြန်ထားပြီးတော့ အဗမာဒီနာမမိမလျောတဲ့တတိဖြင့်တံပါတိထတရဏဂုံပန်းတို့နှွမ်းမသွားငါဘာတိလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့တာကောင်းနဲ့တာပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်တန်းပါဒေထမကြိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်းလျှောက် ြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားဓမ္မတွေကအာမဗန္တိကောင်းပါပြီအရှင်ဖေဟာလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေငါးပါးသီလတိဟုသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တာပြီးသော အနေမှာဓမ္မနေပေကကြည့်ရင်ရောက်နေတယ်။အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့ကြလို့မင်္ဂလာပွဲတပင်ဝတ်နေ။အေးထို့အတူပဲတဏ္ဍကုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်သပြီးတော့တတို့အမျိုးကောင်းတာအမျိုးကောင်းသမီးများတွေတရားမင်္ဂလာပွဲကို 我爷爷啊。